ဖူးကပြပြပြင်မှာကျွန်တော်ပေါ့ software 2024 file ပေါ့နော်ကျွန်တော်တို့ application ကနေတော့ကျွန်တော် download ခက်တယ်ဆိုတော့ကျွန်တော် website ကနေဘယ်လိုဝင် download လဲပေါ့နော်ဘယ်လို2024ကိုဝင်ယူမလဲ window ပေါ်ဘယ်လိုတင်မလဲဘယ်လိုတောင်းပြမလဲဆိုတော့ကျွန်တော်ပြပြပြင်မှာဖြစ်ပါတယ်ပေါ့နော်ရင်တော့ကျွန်တော် server မှာရှိတယ်အရာကိုကျွန်တော်ကျွန်တော်ကျွန်တော်ဖြတ်နေတာပေါ့နော်ဖြတ်ပြီးလို့ရှိရင်ကျွန်တော်အာ Microsoft software 365ပေါ့နော်ဒီ2000 2000 out တွေ2000 2000 out တွေကြတော့သူက Microsoft software 360ပေါ့နော် ဒီကောင်အားရ2000ဘောကျော်ရတယ်နော်365ဘောနော်အဲ့ဒါဟုတ်ဆိုတော့ဘလို website ကြီးကနေဘလို down ပြီးတော့ဘောနော်ဘလို window ပေါ် install တင်လို့ဆိုကျွန်တော်ပြပြပြမှာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်ရဲ့ဒူလိုက်ကြည့်လိုက်ကြအောင်အဲ့ဆိုကျွန်တော်ဒီမှာနော်ပြီးရည်ပါနော် install လုပ်ပြရည်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကရင်စောကျွန်တော်တို့ကပေါ့နော်ကို download ဆက်ရရမယ့် website တစ်ခုပေါ့နော် browser ဖြစ် chrome လောက်သာဖြစ်ဖြစ် ်ဆာဝက်ဆိုက်တစ်ခုဖြစ်ဖြစ်ကျွန်တော်ဝင်လိုက်မယ်เนาะပြီးအင်တာနက်ရှိဖို့လောက်လိုတယ်ပေါ့เนาะပြီးရင်ကျွန်တော်တို့ကအဲ့ဒီရိုက်ရှာမှာပေါ့เนาะ office customization tool ဆိုတာရှိတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တစ်ချက်ရိုက်ရှာလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာအပေါ်ဆုံးမှာပေါ့เนาะ office customization tool microsoft 365 app admin admin center ဆိုတာရှိတယ်ပေါ့เนาะအဲ့ဒါတော့တစ်ချက်နှိပ်လိုက်မယ်နှက်ပြီးဆိုလို့ရှိရင် ကျွန်တော်ကတော့ကိုသုံးမဲ့ window က window 10ဆိုရှင်ဒါ trim ချက်ပေါ့နော် window ကိုသုံးမဲ့ window က10ဆိုလို့ရှင်ကျွန်တော်က32 bit ပဲယူရမယ်နော်ကိုတကယ်လို့ကိုက window 11ဆိုလို့ရှင်နော်64 bit ကိုယူလို့ရရပေါ့နော်ကျွန်တော်ဒီမှာ window 10ဆိုတဲ့အတွက်ကျွန်တော်က32 bit ပဲကျွန်တော်ယူထားတယ်ပေါ့နော်32 bit ယူရပြီးလို့ရှင်ကျွန်တော်တို့ကအောက်မှာပေါ့နော် office ဒီချိုးမှာကျွန်တော်တို့ကရက်နှက်ပြီးလို့ရှင်ဒီမှာပေါ့နော် office ADSG Professional Plus 2024 Volume License ရှိတယ်ပေါ့နော်အတချက်နှိပ်လိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအောက်မှာဆိုလို့ရှိရင်လည်း VCO ထဲမှာဆိုလို့ရှိရင်အပေါ်မှာ Professional 924 Volume License ဆိုတော့ချက်ရွေးပေးလိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်ကအောက်နည်းနည်းသွားမယ်ဒီမှာတော့ကျွန်တော်ပြောင်းရမလို့ပေါ့နော်ရတယ်။မကိုသုံးမဲ့ကိုက U မဲ့ အရာကိုဆိုတော့ဖွင့်ပေးထားမှာပေါ့နော်ကိုကမလို့ဂျင်းဆိုလို့ရှင်ပိတ်ပေးထားပါပေါ့နော်ကျွန်တော်ကတော့ဒီတိုင်းပဲထားရမယ်ပြီးတော့ရှိရင် next ကိုနေတယ်မယ်နေပြီးတော့ရှိရင်ကျွန်တော်ပေါ့နော် language မှာကျွန်တော်တို့ကဘာယူလဲဆိုရှင် United State ကိုထားမယ်နော် United State ထားလိုက်မယ်ပြီးတော့ရှိရင် additional language တော့ထပ်ထားလို့ရတယ်တော့နော်ကျွန်တော်ကမထားတော့ဘူးပြီးတော့ရှိရင် next ကိုနှဲ့ပေးတာပဲနှဲ့ပြုံးနေပြီဒီမှာကြောင်းစရာမလိုဘူးပေါ့နော်ပြီး next ကိုနှဲ့ပေးမယ်ပြီးဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်ပိတ်ထားဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က next ကိုတစ်ချက်ထပ်နိုင်မယ်ပြီးလို့ရှိရင် KS KS ကိုပဲထားမယ်เนาะပြီးလို့ရှိရင် next ကိုနိုင်မယ် next ကိုနိုင်မယ်เนาะပြီးလို့ရှိရင်ဒီမှာ finish ကိုနိုင်မယ်နိုင်ပြီးဆိုတော့ exposure ရှိတယ် exposure တစ်ချက်နိုင်ပြီးလို့ရှိရင်အလဲမှာ office open KML format ဆိုတာရှိတယ်ပေါ့နော်ပြီး okay နိုင်ပြီးလိုက်ပြီးလို့ရှိရင်ဒီမှာ image လေးနိုင်ပြီးလိုက်ပြီး exposure ထုတ်ပြီးလိုက်ပေါ့နော်အဲ့ဆိုဒီမှာရပြီပေါ့နော်ရပြီဆိုရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ office developments tool ဆိုတာရှိတယ်ပေါ့နော်။အဲဒါချက်နေပြပြီးလို့ရှိရင်ဒီမှာအပေါ်ဆုံး website တွေတော့တချက်ဝင်ရမယ်နော်။ official website တွေကိုပြီးလို့ရှိရင်ဒီမှာ download ရှိတယ်နော်။အဲ download တချက်နေပြလိုက်။နေပြီရပြီပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်က download ထဲ download ထဲတချက်သွားမယ်။သွားပြီးကို download ထဲမှာကို download တော့ကြည့်မယ်ပေါ့နော်။ကြည့်ပြီးဒီမှာပေါ့နော်။နောက်ခုရလာပြီ။နောက်ခုရလာတော့ကျွန်တော်က file new file နဲ့ကျွန်တော်တည်ဆောက်လိုက်မယ်နော်။တည်ဆောက်ပြီး new file ပြီးလို့ရှိရင်အမှန်နာမည်ပေးလိုက်မယ်နော်။ ffi CE Office 2024ပေါ့နော်နဲ့၃ကြာနှစ်လေးပြီးရင်အနာခောက်ပြလိုက်ပြီးရင်ခုနဆောရနာကူအဲ့ဒါထည့်ပြလိုက်ပေါ့နော် module နဲ့ရွှေ့လိုက်မယ်နော်ပြီးကျွန်တော်ဒီရရပါပြီပေါ့နော်ဒီကောင်ကိုကျွန်တော်တို့က control s နဲ့ယူပြီးလို့ရှိရင်ကျွန်တော်တို့က this PC ရဲ့မှာ C channel မှာကျွန်တော်တို့ကတထားနိုင်မှာနော် control v နဲ့တပြန်ထားနိုင်မှာ ရှားပြီပေါ့နော်အားပြီးကျွန်တော်တို့ဒီကောင်တစ်ချက်နှဲ့ပြီလဲမယ်နှဲ့ပြီဒီပါပေါ့အောက်ကအားကိုကျွန်တော်တို့က reckless နဲ့ပြီးလို့ရှိရင် run administrator ရှိတယ်ပေါ့နော်ချက်နေပြီပြီး yes ကိုချက်နေပြီလိုက်မယ်ပြီးဒီမှာ amend check clear ချက်နောက်ပြီးမြေကြီး continue နေပြီလိုက်မယ်ပြီးဒီမှာ this pc ကကိုထားခဲ့နေရပေါ့နော်စီချမ်းပေါ့နော်စီချမ်းမှာ offer နဲ့ round 24ဆိုတာရှိတယ်ပြီးရင် okay နဲ့ပြလိုက်ပြီးပြီးပေါ့နော်ပြောရှင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာ ball လေးကိုတစ်ချက်နှိုက်ခဲ့ နှက်ပြီးဒီမှာဒါအဲ့ညာလေးကိုကျွန်တော်ကတချမ်းနှက်ပြီးလို့ရှိရင် control c နဲ့ control c နဲ့ copy ယူခဲ့လိုက် ပြီးလို့ရှိရင်ကျွန်တော်တို့က command prompt လေးတောင်းမယ်နော် cmd ဆိုတာရိုက်ရှာလိုက် cmd ပြီးလို့ရှိရင်ဒီမှာ folder ပြီးဆိုတော့ administrator တချမ်းနှက် just နှက်လိုက်ပြီးလို့ရှိရင်ဒီမှာကျွန်တော် cd ဆိုတာ d ပြီး space bar ပြီးလို့ရှိရင်ကျွန်တော်တို့က notepad ထဲကိုတောင်းမယ်ပြီးလို့ရှိရင်အပေါ်မှာနော်ကျွန်တော်ဒီတိုင်းဟာလေးကို control c နဲ့ယူလိုက် ရှုပ်ပြီးလို့ရှိရင်ဒီရောက်ပြန်သွားပြီးဒီမှာ control free နဲ့ထည့်လိုက်ပြီး under call လိုက်ပြီးအဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ဒီမှာအောက်ကနောက်တစ်ခုပေါ့ control c နဲ့ယူလိုက်ပြီးဒီမှာ control free နဲ့ထားလိုက်ပြီးလို့ရှိရင် under call ပြီးလိုက်ပေါ့နော် under call ပြီးရင်အဲ့ဒီမှာသူပေါ်လာလိုက်မယ် အဲ့ဒီညောင်ပြေပိုင်းတော့သူတက်လာလိမ့်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ပြည့်ပါပြီเนาะပြည့်လို့ရှိရင်ကျွန်တော်က အဲ့ဒါခေါ်လိုက်မယ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ဒီမှာပြန်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ဒီမှာ A0 ရပြီမဝါဖိုင်ရပြီပြီးရင်ဒီမှာ power point ခုနမှတောင်းခုလို့ရပြီအဲ့ဒါချက်ဝင်ကြည့်လိုက်မယ်2024ပေါ့နော်2024 model ပေါ့နော် โอเคก็ต้องได้อ่ะเนาะกองลงเนาะมาป่ะเนาะกองลงใส่ใจกองลงต้องได้อ่ะพี่เองဒီဘက်မှာไอ้เซ่ไอ้เซ่มาဆိုတော့ရှင်แล้วกองต้องได้อ่ะเนาะ PowerPoint PowerPoint มาဆိုတော့ရှင်แล้วကျွန်တော်တော့กองต้องได้อ่ะเนาะဟုတ်ကဲ့ပါဒါတော့ဗောနော် ဟုတ်ပါဘောနော် Wi-Fi 2024 model ကိုပေါ့နော် Windows 10မှာအဲ32 bit နဲ့ပေါ့နော်အာ website တွေကနေပြီးတော့ပေါ့နော် software မလို့မလို့ website တွေကနေပြီးတော့အဲ download လုပ်ပြီးတော့သင်တော့ကျွန်တော်ပြောပြပေးတော့ဖြစ်ပါတယ်ပေါ့နော်ကိုက Windows 11ဆိုလို့ရှိရင်တော့ခုန32 bit နေရာမှာ64 bit နေရာတွေပဲပြောင်းပြီးတော့လုပ်ရမှာပဲနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာပါဗျာ